2020ပြည့်နှစ်ဇန်နဝါရီလတွင် အပမရာစာသင်ကထုတ်ဝေခဲ့ပြီးဇာတိဆရာမြတ်တန်းဆန်ရေးသားပူဇော်ခဲ့သောဗမာခကျုပ်ဆရာတော်ကြီးဒေါက်တာအရှင်နန္ဒမာလာပြည်ဝန်သား၏ဘဝခရီးနှင့်ဓမ္မစီမီစာအုပ်ကိုဇာတိသူကိုယ်တိုင်ဖတ်ကြားတင်ပြပါသည် ကိုယ်တိုင်ရင်ကိုယ်တိုင်ပြောဓမ္မစကားအခန်းလေးမိသားစုဝင်များ၏ဘဝပုံရိပ်များ ကံဇတ်ဆရာအလိုကြဗမောခကျုပ်ဆရာတော်ကြီးခမည်းတော်ဆန်လာသည်သခိုင်းတိုင်းမူရမြို့နယ်ကြည်ပရုံရွာဇာတိဖြစ်ပြီးမေရော်ဒေါခင်သည်ဝန်လီတိုင်းစင်ကူးမြို့နယ်ညောင်ဝင်ရွာဇာတိဖြစ်မတူညီသောဇာတိနှစ်ခုတွင်မွေးဖွားလာသူနှစ်ဦးသည်ယခုတော့ကံဇတ်ဆရာအလိုကြအိမ်တော်ဘက်များဖြစ်သူရောက်ရှိခဲ့ပြီးဘဝခီးကိုအတူဖျက်ခဲ့ကြရပြီ အိမ်ရောင်တဲ့25နှစ်ငွေဒုခိ၌သူတို့တွင်သာသမီဆန်တို့မွေးဖွားခဲ့၏သို့တော်ဒုတိယနှင့်တတိယသားတို့အရွယ်မတိုင်မီဆုံးမခဲ့သဖြင့်သာသမီ10ဦးသာတက်ရှိထင်ရှားကျန်ရင်ခဲ့သည် ထို့ပြင် အငယ်ဆုံးသမီးထမန်ဆုံးပါခဲ့သဖြင့်သား10ဦးနှင့် သမီး2ဦးသာတက်ရှိထင်ရှားကျန်ရင်ခဲ့တော်သည်အိမ်အောင်ကြပြီးသည်မှာအငယ်ဆုံးသမီးမညူမွေးပြီးသည်ထိပ် အင်းတော်ကြီးငွေဒုခီသည် ဖြောင့်တန်းချုံွေလှသည်ဟုမဆိုသာပေဒုက္ခဒုက္ခဟုသောလောကရန်တရားကသူတို့မိသားစုကို တလဲစီခံစားခွင့်ပေးခဲ့သည်ဆိုရမည်နှဆောင်ပြိုင်အိမ်မိရှုခံရခြင်းဥဆန်လကမြို့ပြပဝန်းကျင်မှာအလုလုပညာသင်လာခဲ့သူမှုလူရဲလေသည်နှန်းနှန်းဆက်ဆက်ရှိသည် စီးပွားရေးအမြင်ရှိသည် ထို့ကြောင့်ဒေါကင်းနှင့်အင်အောင်ကြပြီးသောအခါအထည်ချုပ်လုပ်ငန်းဖြင့်စီးပွားဖြစ်လာ၏။ရွှေစားငွေစားလေးတွေစုဆောင်းမိလာ၏။စီကံလဲရှိ စနစ်လဲရှိသူမူအင်အောင်ကိုကောင်းစွာဥဆောင်နိုင်၏။ရှေးရေးအမြုံမြင်လဲရှိသည့်ဖြင့်ရသည်မစီးပွားဥစ္စာကိုယင်းဤမြုံနှံထားသည်။အိမ်အောင်ပြုပြီးမကြမီပင်နှဆောင်ပြိုင်အင်ကြီးစောင့်နိုင်ခဲ့သည်ဤသည်ကိုညောင်မင်ရွာကရသားချူကမကြေနပ်နိုင် တေယောသားကလူတွင်ကျယ်လာလို့တည်ဟုထင်ကြသည်မနာလိုမှုတန်ကိုဥဆန္ဒတို့ခံကြရပြီ မမရရဒုတိယသားလီမောင်ညာရွှေမွေးပြီးသည့်အချိန်ဖြစ်သည်ဥဆန္ဒတို့အိမ်တော်ရှာဖွေခဲ့သည့်မြဝင်ဝင်များနှင့်တိဆောက်ထားသောနှဆောင်ပြိုင်အင်ကြီးကိုမိတို့နှင့်ပြည့်ဝိုင်းရှုခဲ့ကြသည်မောင်ညာရွှေကလေးသည်ပင်မိလောင်နေသောအိမ်တွင်မိအောင်အောင်၌စွန့်နေသေးသည်ဟုဆိုသည် ဇနီးတဲ့ဒေါခင်ကတော့အိပ်ပျော်နေသည်ဆိုသည်မိရောက်မြင်၍အရက်ကဝိုင်းလာဆွေမျိုးတွေရောက်လာ၍ကလေးနှင့်မိခင်ကို အချိန်မီကယ်ထုတ်နိုင်ခဲ့၏နှဆောင်ပြိုင်အင်ကြီးကတော့ပြားကျသွားခဲ့လေသည်စီရွက်ကြီးတောင်းသူစီဝိုင်းလက်မြင်သောဥဆန်လက်သည်မိသားစုရှိရေးကို မျှော်တွေးပြီးအထယ်ကျုပ်လုပ်ငန်းပြင်တောင်းသူလှုပ်လေလှုပ်လိုက်သည်ထယ်ကျုပ်လုပ်ငန်းလိုရင်း ဝင်ငွေကောင်းလာတော့ကအချို့ရသားတွေကပစ္စည်းပေါင်၍ငွေချေးကြသည် ပေါင်စရာပစ္စည်းကလည်းမြေယာများအများဆုံးဖြစ်သည် ချို့ကအချိန်မီပြန်မဆက်နိုင်ထို့ကအပေါင်းဆုံး၍မြေယာချို့ရလိုက်သည် ထို့အပေါင်းဆုံးမြေယာများပေါ်မှာဥဆန်လကဆွေရကြီးဆိုင်ယခုတောင်ကြီးဘဲဟုအများခေါ်ကြသောတယုတ်ဘဲပင်နေဆိုင်ဆွေရကြီးကပထမပိုင်းမှာအမျက်ထွေသို့တော်နောက်ပိုင်းတွင်အရှုံးပေါ်လေသည် အကြောင်းရင်းကဆေးရွက်ကြီးထည့်ထားသောပုတ်ကြီးတွေမြို့တဲရောင်းရလှေပြင်ထွက်ခွာစဉ်လမ်းခီးတွင်လှိုင်းကြီး၍ဆေးပုတ်များရင်းနစ်သွား၏ဖြစ်သည်သူနှင့်ဆက်ချုပ်၏ရသည်မြတောင်သူလောက်ကမှစီးပွားပြတ်တော်သည်ထိုနှစ်ကတော့ကန်တရကစူဝါချင်းလက်ဆောင်တွေသာပေးဝေသည်ထင်သည်အိမ်မှမွေးထွားသောနွားတရှင်သည်လည်းမိုးကြိုးပြစ်ခံရ၍တည်ဆုံးခဲ့သည်သည်မိသားစုအုပ်ချုပ်ရေးစနစ် ဥဆန်လာတို့စီးပွားပြက်ခဲ့တော့လေနောက်ပိုင်းတွင်အချုပ်လုပ်ငန်းဖြစ်ပြီးမိသားစုဘဝပြန်လည်ရည်တည်နိုင်ခဲ့၏ဥဆန်လာကစိတ်ဓာတ်မှာကြောသည်စီကန်းရှိသည်ဘုသူရအတန်တင့်ရှိသူဖြစ်သည်ဖြင့်ရွာပေါ်၌လည်းဩဇာတိတ်ကမှရှိ၏မလူအပ်ဘဲနှင့်လူတွေနှင့်ပျော့ပြီမလုတတ်အနေထိုင်တည်၏အများနှင့်ရောရောနှံသောနေလေးမရှိထို့ကြောင့်သူတို့ရွာသားတွေကရောဇနီးသားသမီးတွေကရောချစ်ကြောက်ယူသည်လေးစားကြသည် လူရေးတိုင်းနိုင်လေလက်မနေသို့တော်စီးစနစ်တမားဆိုတော့ဒါကြီးရှင်ပြုအလူလူသည်ကကျက်တွေဝက်တွေတက်ပြီးလူချင်းမျိုးမပြုမျိုးတို့ကြိုတင်သွားရောက်ပြီးငချောက်ငချမ်းများဝယ်သည်ပြီးမှထောပတ်ထမင်းတွေချက်က တွဲဖက်၍ကျွေးမွေးခဲ့သည်ဥဆန်လာကတကယ်အိမ်တော်ဦးစီးပိသားသူဆိုရမည်သားသမီးများနှင့်လည်းအယောတဝင်နေလိမ့်မရှိစိတ်တူသည်စိတ်ကြီးသည် သားသမီးများကိုဆုံးမစရာရှိရင် သူရှိသူခေါ်သည်။ဘုန်းကြီးရှိမှထိုင်တယ်လို့စောင်းကြောင်ထိုင်၍လက်အုပ်ချီရသည်။ပြီးလင်အပြစ်ဖို့ပြပြောဆို၍ရိုက်စရာရှိရင်ရိုက်၍ဆုံးမသည်။အိမ်တွင်တင်းကျပ်သောစည်းကမ်းတစ်ခုမှာငယ်သည့်သူက ကြီးသူအကိုအမတွေကိုပဲသောအခါမှပြန်မပြောရ။ခြေစဉ်ငယ်လိုက်လေးစားရ၏။အငယ်နှင့်အကြီးပြဿနာဖြစ်ရင် အငယ်သာရိုက်ခံရ၏။အကြီးဖြစ်သူကိုအငယ်မရှိမှတီချဆုံးမ၏။ ။အငယ်ရှိမှအကြီးကိုရိုက်နေတာမျိုးလို့လည်းမရှိ။အငယ်ကအကြီးကိုအယုသေးတန်သွားမှ ဆိုရဖြစ်သည်။ဥဆန်လာသည်အိမ်တော်ဦးစည်းပီသားစွာအိမ်ဦးခန်း၌တာနေလေးရှိသည်။မိဖို့ကြောင့်လည်းသို့မိသည့်ခါမြဝင်လေးမရှိ။ထမင်းစားလင်တော့မိဖို့ပြင်ပက်လေးမှ စားကြသည်။ကလေးငယ်တွေကို ထမင်းဝိုင်းထဲမှ စားဝင်မပေ။ပကံထဲတွင်ထမင်းရင်းတွေပုံပေးပြီးမိဖို့ကြောင့်လည်းသွားစားခိုင်းသည်။ ဤသို့စနစ်ကြီးတော်သူပါပဲ။ဟောဖြူစင်ကြယ်ဥပုတ်တယ်။ဥဆန္လာဒီဘာသာတရားကိုင်းဆိုင်သူလည်းဖြစ်ဥပုတ်နေတိုင်းလည်းဥပုတ်ဆောင်တတ်သည်။ဥပုတ်ဆောင်ရင်လည်းဖြစ်တယ်လို့အဝစားဖြူနေကြောင်ကြားနေမဟုတ်။ဖိုးသူတော်တွေလိုဝတ်ဖြူစင်ကြယ်အပေါ်အောက်ဝရဲ့ဥပုတ်ဆောင်သည်။ဥပုတ်ဆောင်တာတောင်မှစီကံတကြနေ။ပါရမီဖြည့်ပြည့်နှလုံးသား ခမည်းတော်ဦးဆန်းလန်းကစီကံစနစ် GB စိတ်တူတတ်တော်လဲမေရော်ဒေါခင်မမှုနူးညံ့ပြောပြောင်း၏အနေထိုင်အေး၍ယူသား၏အသက်အရွယ်ငငယ်နှင့်အိမ်အောင်ကြခဲ့ရတော်လဲအိမ်အောင်တာဝန်ခြေပြွန်း၏ခင်မွန်းတဲ့ဦးဆန်းလိုက်လုပ်ငန်းကိုဝန်ကူ၏မောင်တထမ်းမေတရွေဖြင့်စီဝါရှာ၏ခင်မွန်းတဲ့ပေါ်လဲလီလီစားစားရှိ၏တာဝန်များပေါ်လဲအလွန်တီးခန့်တတ်သည်မိခင်ပြသောမိခင်ပါပဲ သားသမီးများပေါ်ဆောင်ရွက်ပေးရမည်မိခင်တူ၏ဝတရားနှင့်ဝေယဝစ္စတောင်းများလည်းမိသည့်ခါမှအပြက်ခံလိမ့်မည်ရှိတရာတရားလည်းကောင်းလှသည်သဘောကောင်းလှသည်ဖြင့်သားသမီးများကချစ်ကြသည်အဖေဖြစ်သူဥဆန်လာကိုကြောက်ကြသည်ဖြင့်သားသမီးများကအမေဖြစ်သူဒေါခင်ကိုသာကတ်ကြသည်နေမကောင်းတော့လဲဆုံးဝမပြက်ခဲ့ရှိတော့ကကြေးရွာများတွင်ရွာဖုံးကြီးเจ้าသို့ဆုံးကတ်လူတန်းသည့်အခါ တည်သက်မျိုးဖြင့်ချဲ့၍ဦးလိုက်လှူဒန်းလေးရှိကြသည်။ရောင်ဝင်ရမှာလည်းထူတလေးရှိသည်။ဘုန်းကြီးကျောင်းသို့လှူဒန်းရန်စွန်းအိုးတအိုးအင်းအိုးတအိုးနေ့စဉ်ချက်ပြုတ်၍လှူဒန်းသည်။မြေအိုးတွေနှင့်ချဲ့၏စလောင်းဘုံနှင့်ဘုန်းကြီးအိုးအပြည့်ချက်ကြသည်။ချက်ပြီးငှက်လိုက်တော့ကဘောင်းဖောင်း၏ထိုသည်ကိုဘောင်းဖောင်းသားဟုခေါ်၏။စလောင်းဘုံ၏ပုံစံအတိုင်းဖြစ်လာခြင်းပင်အချိန်တန်သောအခါစွန်းအိုးဟင်းအိုးတွေကို ចောင်းသားလေးတွေကសိုင်းတန်းလေးတွေ ਨੇ လာយကြသည်សိုင်းတန်းလေးဟိုဘက်ဒီဘက်မှာဥတလုံးစီထည့်ပြီးတဘိုးနဲ့ထိုင်ပြီးဘုန်းကြီးចောင်းသူទេသွားကြ၏ထိုဆုံးမကနေ့စဉ်ရှိဒေါခင်သည်ဆုံးဝကိုပြက်လိမ့်ရှိ နေထိုင်မကောင်းတော့လဲပြက်ွက်ခြင်းမရှိ ဆုံးဝပြီးမှအေးရမှာ ပြန်နှာယူတတ်၏တိခန့်တက်တော့လဲကိုချင်းတရားတော့အထီးမခံ့ မေရော်ဒေါခင်သည်တီးခံတတ်တော်လေကိုချင်းတရားတီလာနှင့်ပတ်သက်၍ဆက်ဆက်ထိမခံသူဖြစ်သည်နေ့တွင်ဥဆန်လာသည်ယောက်ျားသားတို့တဘာဝမိတ်ဆွေပေါင်းသင်းများနှင့်အရက်တောက်မိအိမ်သို့အရက်မှု၍ပြန်လာသည်ကြက်အရှင်တကောင်ကိုလည်းယူလာပြီးဇနီးတဲ့ဒေါခင်အားဟင်းချက်ခိုင်းသည်ဒေါခင်ကသူ့ထက်15နှစ်ခန့်ကြီးသူခင်မွန်းတဲ့ဥဆန်လာကိုဒီစကြိမ်တွင်တော့ပြက်ပြက်တတ်တတ်ဆက်ဆံသည်ဥဆန်လာခိုင်းသလိုဟင်းကိုလည်း မချက်ပေးသည့်ပြင်ကြက်ရှင်ကိုလည်းလွှင့်ပစ်လိုက်သည်ဥဆန်လကြီးကျယ်ရှက်သွား၏တချိန်သာတောက်ခဲ့ဘူးသောထိုရက်ကိုထိုချိန်မှစ၍မြည်သည့်အခါမှမတောက်တော့ပေအကုတုမှန်သည်မအမပေးတနေ့တွင်တားကြီးဖြစ်သူမောင်ဘတ်ဟံအပေါင်းဖော်များနှင့်ချောင်းတွေမြောင်းနေတဲ့တွားရင်ငါအကြီးကြီးတကောင်ရလာ၏ငါကြီးကအိမ်ရောက်သည့်အခါတည်နေလေပြီ မိခင်ဖြစ်သူဒေါခင်ကဘဲကရလာတယ်လို့မေးရမောင်ပဟန်ကသူကိုယ်တိုင်ဖမ်းလာတာဗောဟုခုံယူစွာပြော၏ထိုအတန်ကိုအိမ်ဦးက၌ထိုင်နေသူ ဖခင်ဦးဆန်လာကြားလေသည်မောင်ပဟန်လာစမ်းဟုဆိုကငါကျွေးနေရတဲ့နဲ့ငါကိုဒီလိုလုပ်ခဲ့ရမလားဟုဆိုကချိန်လုံးနဲ့ရိုက်သည်ဟုဆို၏ရိုက်ချက်မြင်မြပြင်းသည်မသိမောင်ပဟန်တယောက်ရိုက်ထားသောတံရနှင့်ထိုင်၍ပင်မရတော့ထိုသည့်နောက်ပိုင်းမောင်ပဟန်တယောက် ငါအဒီကိုပင်အိမ်သူယူမလာရဲတော့ပြီသာသမီတို့၏ပညာရေးအစီအစဉ်သာသမီများအွေရောက်လာသည်နှင့်အမျှသာသမီတို့၏ပညာရေးအတွက်မိဘတိုင်းစီစဉ်ပေးတတ်ကြစမည်ဖြစ်သည်သာသမီတို့၏အနာဂတ်ကို သူတို့တင်ယူမိပညာရေးကပြတ်ထန်း၏လူတယောက်ဘဝတွင်အတွေ့အကြုံဘ ഹു ဒုဒအသိဉာဏ်တွေလိုအပ်၏အသိဉာဏ်ဖွံ့ဖြိုးမှုပညာသင်မှ ဖြစ်မည်မိဘတိုင်းသည်မိဘတို့၏သာသမီများကိုပညာတတ် ဖြစ်စေခြင်းကြသည်မှာဓမ္မရာဖြစ်သည်ပညာတတ်မှလည်းလူရဝင်မည်မဟုတ်လားဥဆန်လန်ကမြို့ပြပဝန်းကျင်မှာနေထိုင်လာခဲ့သူမို့သူ့သားသမီးတွေကိုပညာတတ်တွေဖြစ်စေခြင်းသည်မြို့ပြသူစေလို့ရပညာသင်စေခြင်းသည်သို့သောဇနီးတဲ့ဒေါခင်ကမူရွာဖုန်းကြီးကျောင်း၌သာပညာသင်ပေးလိုသည်သားရီသမီးတွေကိုရင်အုံးမကွာပညာသင်ပေးလိုသည်မှာမိခင်တို့၏ကြီးမားသောမေတ္တာဆန္ဒဖြင့်ပြီးတော့ခေတ်ကာလကြီးကလည်းတိတ်မကောင်းလား ခေဆူခေပြက်ကြီးဝဲနေချက်အင်္ဂလိပ်တွေကမြန်မာပြည်ကိုတင်ပိုက်အုပ်ဆိုးနေခြင်းဖြစ်သည် အင်္ဂလိပ်တွေအုပ်ဆိုးပြီး35နှစ်လောက်အကြာမှာပထမတာဝန်ရနာ မုံဘဟံမွေးဖွားခဲ့သည်ပြီးတော့နှစ်နှစ်ချာစီမောင်ညာရွှေနှင့်မောင်ထွန်းလကော မောင်ဘူကြီးတို့မွေးဖွားခဲ့သည်အင်္ဂလိပ်တွေကဆေးအုပ်ချုပ်ရေးဖြင့်အုပ်ချုပ်နေတော်လဲတောရကြီးလက်များတို့အာဏာဆက်မရောက်ခဲ့ ုပ်ချုပ်မှုရန်နေရာရင်းငိုင်နေမှုကိုအခွင့်ကောင်းရင်ကတောကြောင်တွေလက်ခံပေါင်းခတ်လာ၏ရွာသားတွေကကိုယ့်ရွာလုံခြုံရေးကိုကိုယ့်ဘာသာကိုပြန်ယူနေရသည်ဒီကြားထဲမှာသူတို့မိသားစုပိုင်းနှဆောင်ပြိုင်အင်ကြီးလည်းမိရှုခံခဲ့ရသည် ပြာကျဆုံးရှုံးသည့်အထိကြုံခဲ့ရသည်ပြီးတော့ဓမြလည်းအတိုက်ခံခဲ့ရသည်သည်စုဆောင်ထားသည့်မြရွှေငွေပစ္စည်းတွေလည်းပြောင်းတလင်းခါသွားခဲ့၏အင်္ဂလိပ်ရာဇဝင်ဆိုတာကလည်းအမှုခင်းဖြစ်မှရွာသူရောက်လာတော့သည် ကြံသည့်ချိန်မှာတော့မြို့ပြမှာပဲယုံထိုင်ကြတာများသည်မြို့ပြမှာကလည်းလွတ်လပ်ရေးတိုက်ပွဲဝင်နေသူမြန်မာတို့ကိုစောင့်ကြည့်နေရသည်သည်မြန်မာလူမျိုးတို့၏လွတ်လပ်ရေးတိုက်ပွဲအရှိန်အဟုန်တွေကလည်းတစ်နှစ်တည်းတစ်နှစ်မြင့်မားလာနေသည်အရှိန်အဟုန်မြင့်လာသောနေချက်ဆန့်ကျင်ရေးလှုပ်ရှားမှုမြန်မာလူမျိုးတို့သည်မိမိတို့တိုင်းပြည်နှင့်ရှင်ပြည်ကို အင်္ဂလိပ်အရင်းရှင်နေချက်သမားတွေကမမမကန်မယိုးမသား ဖမ်းယူသိမ်းပိတ်ခဲ့ကြသည်ပေါ်အခဲမကျနိုင်ထို့ကြောင့်ဇာတိတွေဇာတိမှန်များနှိုးကြလာက တိုင်းတပါတာလူမျိုးကြတို့ဤလွှမ်းမိုးအုပ်ချုပ်မှုကိုရရလဲနဲ့ဆွဲကင်ကတွန်းလန့်တိုက်ခိုက်နေကြခြင်းဖြစ်သည်သို့တော်လက်နဲ့အင်အားချင်းကမမျှပါဤဒီကိုမြန်မာလူမျိုးတို့ကယူမဆိုင်လေခွက်ကြီးကြံအလံမလဲစိတ်တက်ဖြင့်နေရာနှံ့ခုခံတိုက်ခိုက်နေကြ၏မျိုးချစ်တိုင်းသားကောင်းဆောင်တွေလည်းနေရာနှံ့ပေါ်လာ၏ ပကံနေမှဘူချူနတ်မောင်နေမှဘူမင်းအောင်ဘူကြောင့်ဆိုင်ရင်ဘူဝန်းတုံနေမှဘူအောင်မြတ်မင်းတို့နေမှဘူရွယ်ရှင်မကနေမှဘူရိုင်းစကိုင်းခိုင်မြင်းမှုနေမှမောင်တက်ရွှေဘူနေမှဗန္တကရတိစကိုင်းမှဘူညူဦးစသည်ဖြင့်နေချက်ဆန့်ကျင်ကောင်းဆောင်နေအစီပေါ်လာကြ၏နေချက်တို့တော်လံပုံဝင်ကြတော့နေပေအရမြောက်ကိုကြည့်လေမြမပြီးထပ်ပိုင်းကများနေ၏ သို့တော်နောက်ပိုင်းတွင်နေချက်ဆန့်ကျင်အရှင်ဟတောင်ပေါ်ဒေသနှင့်မြေပြန့်တွေပါမကြံတပီလုံးပြန့်နှံ့သွားတော်၏အင်္ဂလိပ်နေချက်တွေခမားနေပေအုပ်ချုပ်ရေးရာရှိ အုပ်ချုပ်ရေးများကိုမဆူထားနှင့်စစ်အုပ်ချုပ်ရေးကိုပင် အတီတကျခြေတကျဖြစ်အောင်မဆိုင်ထူနိုင်ကြတော့ပဲဖျူဖျဲဖြစ်နေကြရသည်ထို့ကြောင့်တိုင်းပြည်သည်လည်းမငြိမ်မသက်ဖြစ်နေတော်သည်ဗုဒ္ဓသာသနာနုဂဟအတင်မန္တလေးပေါ်ပေါက်လာ အင်္ဂလိပ်နယ်ချဲတို့အုပ်ချုပ်ပြီးစနေနေ့အကြာ1959ခုနှစ်ဝါဇူလာဇန်၈ရက်နေ့1898ခုနှစ်ဇူလိုင်လ6ရက်နေ့တွင်မြတ်ဗုဒ္ဓ၏အဆုံးအမကိုယုံကြည်လေးစားကြသူမျိုးချစ်စိတ်ထက်တန်ကြသည့်မြန်မာလူငယ်များကအထက်မြန်မာပြည်၌ဗုဒ္ဓသာသနာနုဂဟအသင်းမန္တလေးကို စတင်တည်ထောင်ဖွဲ့စည်းခဲ့ကြသည်မူလကယုံကြည်ကိုးကွယ်ရာဘာသာတရားအဆုံးအမနှင့်အညီ ဘာသာရေးကိစ္စများ၌စုပေါင်းဆောင်ရွက်ခဲ့ကြတော့လေနောက်ပိုင်းတွင်ရရေးရွာရေးတိုင်းရင်းပြည်များပါ ပူးတွဲလုပ်ကင်လာကြ၏အောက်မြန်မာပြည်မော်လမြိုင်မြို့၌ရှင်ဘုဒ္ဓဂောသအမည်ဖြင့်အင်္ဂလိပ်မြန်မာစာသင်ကျောင်းထူထောင်လာ၏အင်္ဂလိပ်စာနှင့်မြန်မာစာများသင်ကြားပြီးအမျိုးသားရေးကိစ္စများပါဆောင်ရွက်လာကြသည်နေချက်အင်္ဂလိပ်တို့ကလည်းအိန္ဒိယနိုင်ငံကလကတ္တာတက္ကသိုလ်ကျောင်း၏လက်အောက်ခံဖြစ်ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်ကျောင်းတည်ထောင်ပြီးရန်ကုန်ကောလိပ်ကျောင်း၌နှူးချတက်ကြွသည့်လူငယ်များဖြစ်သည့်မောင်အောင်ကြီးမောင်ဘတ်ရင်မောင်ဘတ်တွန်းမောင်ဘတ်ပေမောင်စိန်လှတ်အောင်စသည့်ကျောင်းသားလူငယ်များသည်ဗုဒ္ဓဘာသာတင်း British Association အမည်ဖြင့်အသင်းတည်ထောင်ပြန်၏ဤအသင်းသည်နောက်ကဗုဒ္ဓဘာသာ ကလျာဏယူဝ YMB အသင်းပေါ်ပေါက်လာဖို့အစပြုခြင်းပေသည် မြို့ချစ်လူငယ်တွေပေါင်းစည်းမိကြပြီ1986ခုနှစ်ကစုံလားစု၄ရက်ခရစ်နှစ်1906ခုနှစ်မေလ10ရက်နေ့ကရန်ကုန်မြို့28လမ်းအိမ်မက်46ရှိမောင်မောင်ကြီးဤနေအိမ်၌စတင်တည်ထောင်ခဲ့သောဘုဒ္ဓဘာသာကလျာဏယူဝ YMB အသင်းကြီးသည်တဖြည်းဖြည်းနှင့်စီယုံရေးကျေပြန့်လာခဲ့သည်မြန်မာလူကြီးလူကောင်းများနှင့်ចောင်းသားလူငယ်များညီညီညွတ်ညွတ်ပေါင်းစုံခဲ့ကြပြီးမူရင်းရွယ်ချက်ဖြစ်သည့် အမျိုးသားစာစကားယုံကြည်ကူးကွယ်ရေးစသည်များဖြင့်ရရေးရွာရေးတိုင်းရင်းပြည်များပါတဆင့်တည်း၍လောက်ကင်ဆောင်ရွက်လာကြသည်နိုင်ငံရေးနှိုးကြမှုကိုအခြေခံဘုရားဘာသာကလျာဏယူဝအတင်းဝမ်ဘီတို့ဝင်ရောက်လာကြသော လူကြီးလူငယ်များသည်မြန်မာပြည်အုပ်ချုပ်ရေးနယ်ပယ်တွင်သို့ဝင်ရောက်လာကြ၏ထို့ပြင်နိုင်ငံ ရေးရာများ၌လည်းစားတဲ့စားပါဝင်လာကြ၏ မြန်မာပြည်နိုင်ငံရေးကိုစေရောကူပါဆောင်ရွက်ကြရင်ကမ္ဘာနိုင်ငံရေးအခြေအနေများကိုမျက်ခြေမပြတ်လေ့လာကြ၏မြန်မာနိုင်ငံရေးနှင့်ကမ္ဘာနိုင်ငံရေးပေါင်းစပ်မိအောင်လဲကြံစပ်လုပ်ကင်လာကြသည်ထို့သောဖြင့်နိုင်ငံရေးအသည့်နှင့်အုပ်ချုပ်ရေးအတွေ့အကြုံများရရှိလာခဲ့ကြသည် နေချဲတို့ပဲပေါင်းစုမှအကျက်ရိုက်လာအောင်လှုပ်ဆောင်လာနိုင်ကြသည် နေချဲတို့ကလည်းမြန်မာတို့၏အသည့်မြင်ကျေပြန့်လာမှုကိုအုပ်ချုပ်ရေးရဖိနှိပ်၍နိုင်ငံရေးရကောင်းမွန်ဖော်နိုင်အောင် နီးမျိုးစုံဖြင့်နှိမ့်ကုပ်ဖို့ကြိုးစားလာခဲ့ကြလေသည်အသည့်အမြင်ကျေပြန့်လာသောမြန်မာလူမျိုးတို့သည်နေချက်အနှောင်ဖွဲ့မှလွတ်မြောက်ဖို့ပုံမှုစီယုံလာခဲ့ကြလေသည်ဘုံကြီးကျောင်းပညာရေးနိုင်ငံရေးလှုပ်ရှားမှုတွေပြင်းထန်လာသည့်အချိန်နှင့်တပြေးညီဥဆန်လဒေါခင်တို့၏တာသမီတွေကလည်းအစီအကြီးကြီးပြင်းလာခဲ့ကြပြီပညာသင်မှုစာသင်ကျောင်းကိုလွှတ်ရတော်မူမြန်မာပြည်ရှိ ခြေရွာတွေသည်ဘုန်းတော်ကြီးကျောင်းပညာရေးအခြေခံဖြစ်သည်ကိုရကိုရကိုကျောင်းမှာပဲပညာသင်ကြားစေသည့်အစဉ်လာမှာခြေကပင်ရှိခဲ့သည်မိဘတွေကလည်းအရွယ်မြောက်သေးသည့်ကုသသမီးတွေကိုကိုမျက်စိအောက်မှာပဲပညာသင်စေခြင်းသည် ထို့ကြောင့်ကုသသမီးတွေကိုရွာဦးဘုန်းကြီးကျောင်းသို့ဆေလွတ်ကြသည်ကြီးဖြစ်သည်ဤသို့ဖြင့်မောင်ပန်းဟံမောင်ညံရွှေမောင်တွန်းလာတို့ညီကိုသုံးဤ ပညာရေးသည်ညောင်မင်းရွာရှိ ပေါ်တော်မူเจ้าမှပင်စတင်ခဲ့ရလေသည် ပေါ်တော်မူเจ้าပေါ်တော်မူเจ้าသည်ညောင်မင်းရွာ၏တောင်ဘက်ခလန်းလန်းတွင်တည်ရှိ ပေါ်တော်မူเจ้าသည် မောင်ညာရွှေမောင်ထွန်းလာတို့၏အဘိုးဘုန်းကြီးเจ้าလည်းဖြစ်သည်အေဂောတာရှိရွာเจ้าသည်ခာမီမိန်ပြည့်ငါဟုသောမှတ်တမ်းကဗျာနှင့်ညီပေါ်တော်မူเจ้าကို1260 ရှိခုနှစ်တပေါင်းလပြည့်ကျော်9ရက်နေတွင်တည်ထောင်ခဲ့သည် ပေါ်တော်မူအမိတွင်ခဲ့ပုံညောင်မင်းရွာနေဘူးကုန်းရဥပန်းနယ်၏အိမ်ဝင်းတွင်၌မြုပ်နေသောကြောက်စင်းတုတစုရှိမြေကြီးထဲမြုပ်နေသည်ကိုအစဉ်ဆက်မြည်သူမြမသိခဲ့ကြတညတွင်ဥပန်းနယ်၏မိခင်ဖြစ်သူအိမ်မဲမဲ၏အိမ်မဲထဲတွင်ရုပ်ဝါတော်တစုကြွလာပြီးငါမြေအောက်မှသတင်းသုံးနေရတယ်ငါ့ကိုပြင်ဆောင်ကြဟုမိန့်တော်မူသည်ဟုဆိုသည် ထိုအိမ်မက်အရာနောက်တနေ့တွင် တူးဖော်ကြသောအခါကျောက်ဆင်းသူတဆူရ၏ထိုရုပ်ပွားတော်ကိုပေါ်တော်မူကြောင်းဟု အမိတွင်လာမိမိခွန်း၌ရာဇမတ်ကာပြီးတကုံကုကမလေးပွားတော်ဖြင့်ပူဇော်ကြ၏တဆင့်စကားတဆင့်ကြားဖြင့်ညောင်ဝင်ရွာသူရွာသားတွေရောက်လာကြပြီပန်းရည်ချန်စီမီတို့ဖြင့်ပူဇော်ကြပန်သည်ဖူးမြော်၍မဝနိုင်အောင်ဖြစ်ကြရသည်ပေါ်တော်မူကြောင်းပထမကျောင်းတိုင်ဆရာတော် ဘောရမှုဖျားယူပွားတော်ယာယီတည်ရင်300မြေနှင့်အနီးရှိမြေခွက်များမှာအဖွားတော်ရင်ပိုင်ဆိုင်သည့်မြေများဖြစ်သည်အဖွားရင်သည်သူ၏မောင်တော်ဆတ်သူဘုန်းကြီးဥနန္ဒိယအားကြောင်းတိဆောက်ရန်ထိုမြေခွက်ကိုလှူဒန်းခဲ့လေသည်ဘုန်းကြီးဥနန္ဒိယသည်ဘကူညောင်ခါရှိနီလက်ပံမှုရ၌ကြောင်းထိုင်နေသည်လက်ပံမှုဥနန္ဒိယဟုသိကြ၏လက်ပံမှုကြောင်းသည်ရွှေကျင်ဂိုင်းဝင်ကြောင်းဖြစ်၏ ုတိယရွှေချင်းသာသနာပိုင်ဝိတုဒ္ဒရုံဆရာတော်ဘုရားကြီးကဥနန္ဒိယကိုဂိုင်းထောက်ဖြစ်ခန့်အပ်ခဲ့သည်ဟုဆိုသည်ရွှေချင်းဂိုင်းဂိုင်းထောက်ဆရာတော်ဖြစ်လက်ဗန်ဘူးကျောင်း၌တည်င်းသုံးနေစဉ်တွင်ဘုန်းကြီးဥနန္ဒိယသည်မကိန်းကဓမ္မရာသီမြရှိ ကျမ်းတဆောင်ကို ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်ရွာပြန်ကျောင်းသစ်လက်ခံ1966ခုနှစ်၌ ဘုန်းကြီးဥနန္ဒိယသည်ညောင်မြေရွာသို့အလေပတ်ကြွရောက်လာခဲ့သည်ထိုအခါဥနန္ဒိယ၏အမတော်ဖြစ်သူအဘွားရင်က မောင်မစင်မတော်တို့လည်းအသက်ကြီးပြီအောက်ပြီးအောက်ရမပြန်မနဲ့တော့ဝေးလွန်ပါသည် နေဘူးကုန်းတောင်မြက်ကတပည့်တော်မရဲ့မြေခွက်ကိုကြောင်းဆောက်ဖို့လူပမယ်ဟုရှောက်ထားလေသည်အဘွားရင်သည်မြေခွက်ကိုလှူပြီးနောက်ဝါစုကြောင်းငယ်တစ်ဆောင်မှာဆောက်လုပ်လှူဒန်းခဲ့သည် ဘုံကြီးဥနန္ဒီယသည်အမတို့လျှောက်ထားတောင်းပန်မှုကိုငဲ့၍လက်ပံမှုကြောင့်သူမပြန်တော့ပဲအမတော်လူတန်းသည်ကြောင်းပါပဲတရင်တုံးတော်မူ၏ပေါ်တော်မူဖျားကိုဆွဲပြေးကြောင်းကိုလည်းပေါ်တော်မူကြောင်းဟုမျက်ခေါ်ကြ၏ဘုံကြီးဥနန္ဒီယသည်1268ခုနှစ်မှ1290ပြည့်နှစ်တိနှစ်ပေါင်း22နှစ်ကြာမြပေါ်တော်မူကြောင်း၌တရင်တုံးသွားတော်မူခဲ့သည် မြေမြို့ရမှာပေါ်လာသောရုပ်ပွားတော်ကိုခြေခံ၏ပေါ်တော်မူဖျားပေါ်တော်မူကြောင်းဖြစ်ပေါ်လာ၏မြေပိုင်သည့်အပွားတော်ရင်ကိုအကြောင်းပြု၍ရွှေချင်းကိုင်းထောက်စာတပ်ဘုံကြီးဥနန္ဒိယကိုလည်းညောင်မင်းရွာသားတို့ကိုးကွယ်ခွင့်ရခဲ့ကြသည်ညောင်မင်းရွာသားတို့၏ခလိငံရာပညာရေးတွင်လည်းကောင်းသောထောက်ပံ့တစ်ခုကိုမမျှော်လင့်ပါဘဲရခဲ့ကြခြင်းပင်ဖြစ်သည်ပေါ်ရမူကြောင်းဒုတိယကျောင်းနိုင်ဆရာတော်ပေါ်ရမူကြောင်း၏ဒုတိယကျောင်းနိုင်ဆရာတော်မှာဥကေလာတဖြစ်သည် ဥကေလာသာသည်ပထမကျောင်းတိုင်ဥနန္ဒီယ၏တူတော်ဖြစ်၏1290ပြည့်နှစ်တွင်ဥနန္ဒီယလွန်တော်မူသောအခါဥကေလာသာဆက်ခံ၍ဘောရမီဒုတိယကျောင်းတိုင်ဆရာတော်ဖြစ်လာ၏ဥကေလာသာသည်ထိုချိန်တွင်ကရင်ပြည်နယ်ကော့ကရိတ်မြို့မဏိကာယုံကျောင်း၌စာသင်သားဘဝဖြင့်နေထိုင်လျက်ရှိသည်စီကံကြည်သောဆရာသမားအရေးအောက်မှာ ဥကီလာဒသည်စီကံကြည်သောဝီနီတိုဆရာသမားအယောက်မှကြီးပင်းခဲ့ရသူဖြစ်၏ဥကီလာဒစာသင်ရာမဏိကာယုံကျောင်း၌ဆရာတော်မှဥရာစိန်ဒဖြစ်သည်ဆရာတော်ဥရာစိန်ဒသည်ရောင်မြေရွာနီးရှိစင်သေးရွာဇာတိဖြစ်သည်ဆရာတော်ဥရာစိန်ဒသည်ကိုချင်းတရားတိတ်ခတမာတိကြီးမားသောကြောင့်ရွှေချင်းကိုင်း၌ထင်ရှားသောဆရာတော်တစ်ပါးဖြစ်ဝီနီကိုလွန်လေးစား၏မြူရင်းရွာတွင်၌ဖနက်စီချင်းတို့ကိုရှောင်၏ ဖြစ်နိုင်သည်မြတ်ရွာပြင်မြို့ပြင်မှကြွားလိရှိကျောင်းအဆောက်အုံများကိုလည်းအမြဲတန်ရှင်းတရစွာထား၏နေစဉ်တုတ်တင်ရှင်းလင်းစေ၏ကျောင်းဝင်းတွင်မြည်သည့်နေရာများ မိုက်တိုက်များပိုးမြင်များမရှိเสียရအမိုက်ပိုးမြင်တွေ့သည်နှင့်ဟေးဒီမှာမွေဝဲရှိတယ်ဟုမိန့်ကြားလိရှိသည်ဥကေလာတ၏စာတင်သားဘဝခီဥကေလာတသည် ကောဂရိတ်မဏိကာယုံကျောင်း၌နေစဉ်က တက်တော်29နှစ်အရွယ်ဖြစ်ဥယျာတော်ဖြစ်သူဘုံကြီးဥနန္ဒီယာ၏ခွင့်ပြုချက်ဖြင့်မြို့သို့သွား၍ပညာသင်ခဲ့သည်ပထမတွင်မန္တလေးမြို့မစိုးရင်ကျောင်း၌နေသည်ဥဆန္လသည်မန္တလေးတွင် နေထိုင်ခဲ့ပူးသည်ဖြင့်ဥကေလာဒကိုမန္တလေးမစိုးရင်တိုက်ကျောင်းသို့ပို့ဆောင်ပေးခဲ့၏အိစီယာကရင်တလုံးကိုပါကိုရိုင်းဝဲယူလူရန်ပို့ဆောင်ခဲ့၏မန္တလေးမစိုးရင်ကျောင်းမှတဆင့်ကော့ဂရိတ်မြို့မဏိကာယုံကျောင်းတိုက်သို့ရောက်ရှိခဲ့ခြင်းဖြစ်၏ မိတော်ဖြစ်သူဥနန္ဒီယပြန်လွန်တော်မူသောအခါဥဆန္လကိုယ်တိုင်ပင်ကောရိမျိုးစုလိုက်လာ၍ဥကေလာတအားဖိဆောင်ခဲ့ခြင်းဖြစ်ပါသည် ထို့ကြောင့်1290ခုနှစ်မှစ၍ဥကေလာသည်ပေါ်တော်မူဒုတိယကျောင်းတိုင်ဆရာတော်ဖြစ်လာခဲ့သည်ဆရာကောင်းအမွေခံယူခဲ့သူဖြစ်၍ညောင်မင်းရွာသားတို့ဖို့ပင်ဆောင်ကိုယ်ွယ်ရာကျူနတ်တော်မူဖြစ်သည်ပေါ်တော်မူကျောင်းသားမောင်ထွန်းလာ1290ခုနှစ် ဥဆန်လဒေါခင်တို့ဤတတ္တရာမြောက်သားရဲ့နာမောင်ထွန်းလာလေ၅နှစ်ပြည့်ခဲ့ပြီ။ရောင်မင်ရွာ၌ယောက်ျားလေးများသည်ဘုန်းကြီးကျောင်း၌ပညာသင်ကြားကြ၏။မိန်းကလေးများမှမူအစိုးရထက်တန်းကျောင်း၌ပညာသင်ကြားကြရသည်။ရွာတလိရွာထုံးဆန်ရအရေးရောက်သည့်တားယောက်ျားလေးများကိုဘုန်းကြီးကျောင်းသို့တွား၍စွန့်တုပ်ဖြင့်ကျောင်းအပ်ကြစမည်ဖြစ်သည်။ရောင်မင်ရွာ၌အနည်းဆုံးရွာလေကျောင်းရှိ၏။ မြောက်ဖက်မလန်မကန်တွင်ငှက်စားရွာ၏ငှက်စားကျောင်းရှိညောင်မင်းရွာနေပူကုန်းတောင်ဘက်၌ပေါ်တော်မူကျောင်းရှိသည်ဥဆန်လဒေါခင်တို့ကတားဖြစ်သူ မောင်ထွန်းလကိုပေါ်တော်မူကျောင်း၌ပညာသင်ရန်ကျောင်းအကြိုက်မောင်ထွန်းလတယောက်ပေါ်တော်မူကျောင်းသားဖြစ်ခဲ့လေသည်ညီတော်မောင်တို့၏ရှေးဆောင်လမ်းပြမောင်ထွန်းလတခါတရံတွင်လူတို့သည်မိမိနှင့်မိမိဘဝအတွက်ကိစ္စများစွာကိုလှုပ်ဆောင်နေဟုထင်ရသောညာလေနှစ်ကာလ ကြာလာသည့်အခါမိမိလှုပ်ဆောင်မှုကြိုးစားမှုဘဝရည်တည်ရဲ့အတွက်ဆွမ်းဆောင်မှုတို့သည်မိမိအတွက်သာမကမိမိနောက်မှလူလားမြောက်ကြမိညီတော်ညီမတော်များအတွက်မိမိကရှေ့ဆောင်လမ်းပြဖြစ်မှန်းမသိဖြစ်သွားတတ်လေသည် မောင်ထွန်းလကောမောင်ပူကြီးဘဝမှာလည်းဤသို့ပင်တည်းသူက ရှေ့ကသွားနေသည်သို့တော်လမ်းဖြောင့်ကိုရွေးသည်လမ်းမှန်ကိုရွေးသည်လမ်းဖြောင့်လမ်းမှန်တလျှောက်သူစူးစမ်းမှုခြေရာတွေကြံရင်သည် သူဤစံပြပုံရိပ်တွေခြံထားရည်သည်ထူချေရာထုံပုံရိပ်တွေသည်သူဤညီတော်မောင်များအတွက် လမ်းပြမြေပုံဖြစ်စေခဲ့သည်မမခါချုပ်ဆရာတော်ကြီးဖြစ်တည်လာမှုသည် နောင်တော်မောင်ထွန်းလှ၏ကြီးစုတရားများကြောင့်ဖြစ်သည်ဟုဆိုနိုင်ပါသည်ဘုံကြီးဥကေလာတ၏ပေါ်တော်မူကြောင်းမောင်ထွန်းလှသည်ပေါ်တော်မူကြောင်း၌မြန်မာတင်မုံကြီးစတင်တင်ရ၏ပေါ်တော်မူကြောင်းဘုံကြီး ဥကေလသသည်လရေလသလှပ်ပတည်သည်သူဤတပည့်များကိုလည်းလရေလသလှပ်ပတည်သက်အောင်တင်ပြပေးသည်မောင်ထွန်းလသည်တင်မုန်းကြီးကုံသောအခါနေ့စဉ်ခေါ်ပုံအမိရှိနေ့အမိလအမိစသည်တင်ရသည်ထို့နောက်ចောင်းသားရင်ကျင်းမှုကပြများကိုတင်ရသည်ဥပမာအားဖြင့်ဘူးတဲကိုဖြောက်ပါကိုလျှောက်လျှောက်တက်စီွက်တပည့်ရဲ့ဆရာသမားကမိသောအခါမသိဘူးတည်တယ်ဟုဘူး တဲဟူသောမင်းကြီးသောအတုံးလုံးများဖြင့်မဖြေရမတိပါဖေရတိပါဖေရစသည်ဖြင့်ညီကြီးစွာ ပါကိုအတုံးပြု၍လျှောက်ထားရမည်ကိုဆိုလိုသည်ရဟန်းတော်များဝီနီတိုင်ကျင့်ရ၌ကပ္ပိယကာရကဖြင့်ဆောင်ရွက်တတ်စီရန်ကပ္ပိယံဂရောဟိဆိုလိုရှိ ကပ္ပိယံဘန်းနေဆိုစိတ်လီစသောကဗျာများလည်းပါဝင်၏တစုံတစ်ခုဥပမာမြုပ်သီးတောင်းကိုကပ်ပြီးခိုင်းတော့ကရဟန်းတော်က ကပ္ပိယံဂရောဟိပြောလင်တပည့်ចောင်းသားဒါယကာကကပ္ပိယံဗန္ဒီဟုဆိုကလက်သေးဖြင့်စိတ်ဖြတ်ခြင်းကို ပြုရမည်ဟုဆိုခြင်းဖြစ်၏ဘိဇကာမခောရှင်တန်ပေါရောက်နိုင်သောမျိုးစိအကိုင်းအညွန့်အစစ်အမြင့်တို့ကိုမကပ်ပြီပါပဲရဟန်းတော်များမသုံးဆောင်ကောင်းမဖြစ်စည်းကောင်းပေသုံးဆောင်ပါကဖြစ်စည်းပါကဒုက္ခအဘတင်းရောက်နိုင်၏ဤသို့ဖြင့်မောင်ထွန်းလဘူကြီးသည် ဆရာကောင်းတစ်ဖက်ပန်းကောင်းပန်စုတကယ်သူငယ်စဉ်ကပင်ယဉ်ကျေးမှုအမွေနှစ်တူကိုစာသင်ကြပြာတွင်မှတဆင့်ရခဲ့လေသည်ထူကြပြာတွင်တင်ပြီးသောအခါပြည်ကြီးဆက်တုပ်ကိုတင်ခဲ့ရသည်